မင်္ဂလာပါရှင်။နိုဝင်ဘာလ29ရက်စနေနေ့ရန်ကုန်တွင်သတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်အထမအကြိမ်မြောက်ကွန်ကရစ်အခမ်းအနားကျင်းပတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ရဲ့အထမအကြိမ်မြောက်ကွန်ကရစ်အခမ်းအနားကိုနိုဝင်ဘာ28ရက်နေ့နက်9:00နာရီကနိုဗိုတဲရန်ကုန်မက်စ်တွင်ကျင်းပရာကမ္ဘာဘောလုံးဖွဲ့ချုပ်အာရှဘောလုံးဖွဲ့ချုပ်တို့မှကိုယ်စားလှယ်များ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌများအလုံမှုဆောင်အဖွဲ့ဝင်များတိုင်းဒေသကြီးနှင့်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်များမှကိုယ်စားလှယ်များဖိတ်ကြားထားတဲ့ဧည့်သည်များတက်ရောက်ကြပါတယ်။ကွန်ကရစ်တွင်အာကစားနှင့်လူငယ်ရေးရဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဂျပန်တော်တောင်ကမ္ဘာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအင်ဖန်တီနိုတို့ကရုပ်တံမှတဆင့်နှုတ်ခွန်းဆက်အမှာစကားများပြောကြားကြပြီးမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဆော်ကအထက်မှအကြိမ်များကွန်ကရစ်အဖွဲ့အမှာစကားပြောကြားပါတယ်။ အဲ့ဒီနောက်မြမဘောလုံးလောကအတွက်နှစ်ပေါင်းများစွာကြိုးပမ်းဆောင်ရွက်ခဲ့မှုအားဂုဏ်ပြုတဲ့အနေဖြင့်ဥတည်မြင်အောင်အား2025ခုနှစ်အတွက်မြမနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ Service Awards အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ Best Grassroots Club Awards ရရှိခဲ့တဲ့ Future Star Football Training အားဂုဏ်ပြုဆုအား၎င်းမြမနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌမှချီးမြှင့်ပေးရပါတယ်။ အဲ့ဒီနောက်အစည်းအဝေးအစီအစဉ်များကိုဆက်လက်ကျင်းပပြီးမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ရဲ့လက်လက်လျက်ရှိတဲ့အလို့မှုဆောင်အဖွဲ့ဝင်တဦးနေရာအတွက်ဥအောင်အောင်ဦးအာကစားသမားအစုဖွဲ့ကိုယ်စားလှယ်ကိုခန့်အပ်ကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင့်ကပြပလာတာပါဆက်လက်တင်ဆက်ပေးမှာကတော့တိတ်ပံပွဲတော်2025တတိယနှစ်ရန်ကုန်မြို့တွင်ဆက်လက်ကျင်းပတဲ့သတင်းဖြစ်ပါတယ် ရုရှားဖက်ဒရေးရှင်းနိုင်ငံနိုင်ငံပိုင်အမှုစွန့်ရင်ကော်ပိုရေးရှင်းအေဂျင်စီရိုဇန်တန်နဲ့သိပ္ပံနေနီးပညာဝင်ကြီးဌာနတို့ပူးပေါင်းစီစဉ်သောသိပ္ပံပွဲတော်2025 Science Festival 2025တတိယနေ့ကိုနိုဝင်ဘာ29ရက်ကရန်ကုန်မြို့ရှိနျူကလ িয়ার နီးပညာသတင်းချဲ့လက်စင်တာနဲ့ရန်ကုန်နီးပညာတက္ကသိုလ်မှကျင်းပကြောင်းသိရပါတယ်။သိပ္ပံပွဲတော်သူသိပ္ပံနေနီးပညာဝင်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာအောင်စီယာအမှုစွန့်ရင်ဦးစီးဌာနနဲ့ အစိမ့်မြင့်သိပ္ပံနေနည်းပညာဦးစီးဌာနတို့မှညွှန်ကြားရေးမှူးချုပ်များ Resentan နဲ့ Russia နိုင်ငံ National Research Nuclear University MEBHI Moscow Engineering Physics Institute တို့မှတာဝန်ရှိသူများနဲ့ပါမောက္ခများပညာရေးဝန်ကြီးဌာနနှင့်သိပ္ပံနေနည်းပညာဝန်ကြီးဌာနရှိတက္ကသိုလ်ကောလိပ်နှင့်အခြေခံကျောင်းများမှပါမောက္ခများသုတေသီများဆရာဆရာမများကျောင်းသားကျောင်းသူများနဲ့ဖိတ်ကြားထားသူများတက်ရောက်ကြပါသည်ရှေးဥစွာအစိုးပါစင်တာတွင် DIY science session ဖြင့်ကိုယ်တိုင်ဖန်တီးနိုင်သောသိပ္ပံနည်းနည်းပညာရပ်များကိုလက်တွေ့ပြုလုပ်ခြင်းပြန်ပွဲမှာအခြေခံပညာကျောင်းသားကျောင်းသူတရားကဆက်ကွနေတိတ်များကိုအသုံးပြုပြီးအမြင့်ဆုံးတာဝါတိဆောက်ခြင်းကိုအဖွဲလိုက်ရှင်ပြန်ကြပါသည်အရင်နောက်ဘေချောင်းနေနောက်ပိုဟော့ပြောဝဲအစီအစဉ်တွင်မြောက်ဝင်ယူစွန်းတို့နျူကလ িয়ার ရှေခဲခွဲတင်မောဖြင့်တွားရောက်ခဲ့တဲ့မြန်မာကျောင်းသူတို့ရဲ့အတွေ့အကြုံများနဲ့ MBBHI မှပေါမခတူကနျူကလ িয়ার ရေခဲခွဲတင်မောကိုရွေးရှားမောင်းနှင်စေတဲ့အကြောင်းအရာများအားရှင်းလင်းမျှဝေကြပါသည် မိုးလွယ်ပိုင်းတွင် Pathway to Russia Career Insight ရုရှားနိုင်ငံသို့လမ်းကြောင်းများအသက်မွေးဝမ်းကြောင်းဆိုင်ရာအသည့်အမြင်များကိုအွန်လိုင်းမှဆွေးနွေးကြပါရယ်။ညနေပိုင်းတွင် The Science Movie Elements ရုပ်ရှင်ပြသခြင်းအစီအစဉ်တွင်စွန့်ပစ်စပါးခုံများမှဆီလီကာနှင့်ကာဗွန်ထုတ်ယူကအစိမ်းအောင်စွမ်းရင်ဖြစ်တဲ့ဘက်ထရီထုတ်လုပ်မှု အီဂျစ်နိုင်ငံရှိငါးလုပ်ငန်းဖွံ့ဖြိုးရေးရှိသောဒေသတွင်နျူကလ িয়ার တာအပြည့်စက်ရုံတည်ဆောက်မှုရုရှားရေနံကုမ္ပဏီတစ်ခုကမီသိန်းတန်ငွေမှဟိုက်ဒရိုဂျင်ထုတ်လုပ်တဲ့သုတေသနအောင်မြင်မှုတို့ကိုပြသပြီးရုရှားနိုင်ငံနဲ့မြန်မာနိုင်ငံတို့မှပညာရှင်တဦးစီတို့ကထက်ဆင့်ရှင်းလင်းဆွေးနွေး၍တရားလာသူများ၏မိခွန်းများကိုဖိကြားကြကာဒုတိယဝန်ကြီးကလိုအပ်သည့်များကိုဖိဆက်ဆွေးနွေးပါသည်။အလားတူရန်ကုန်ဤပညာတက္ကသိုလ်တွင်နှစ်နှစ်ပိုင်းမှစလို့ဟက်ကတန်ပြိုင်ပွဲကိုကျင်းပရာ တက္ကသိုလ်များမှကျောင်းသားကျောင်းသူ140ခန်းတက်ရောက်၍ရုရှားမြန်မာနှနိုင်ငံမှကြီးကြပ်သူများကပြိုင်ပွဲဆင်မြင်များကိုရှင်းလင်းတင်ပြပြီးမိဂိုမေမြန်ခြင်းအဖွဲ့လိုက်ဆွေးနွေးခြင်းများကိုဆောင်ရွက်ကြကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့လာတာပါ။ထပ်မံတင်ဆက်ပေးမှာကတော့တန်လင်းမြို့နယ်တွင်စီထွက်တည်နေနေကြမျိုးစီချကရိယာဖြင့်စိုက်ပျိုးခြင်း၊ကွင်းတီယုပြတဲ့သတင်းဖြစ်ပါတယ်။ တန်လင်းမြို့နယ်တွင်စီထွက်တည်နေနေကြမျိုးစီချကရိယာဖြင့်စိုက်ပျိုးခြင်း၊ကွင်းတူပြပွဲနှင့်တောင်သူများတို့နေကြမျိုးစီတက်မြင့်ဩဇာပေးရပွဲကိုနိုဝင်ဘာ28ရက်နေ့က9နာရီကတတိကွင်းကြီးရွာတောင်သူဥပ္ပောဆန်း၏လေမြမာပြုလုပ်ကြောင်းသိရပါသည်။ရှေဦးစွာရခိုင်တိုင်းဒေသကြီးစပျိုးရေးဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှုဦးတင်နိုင်ကစီထွက်သီးနှံနေကြဆိုက်ပျိုးမှုနဲ့ပတ်သက်လို့ရှင်းလင်းဆွေးနွေးပါရယ် အဲ့ဒီနောက်နေကြစိုက်ပျိုးမယ်တောင်သူများအားမျိုးစေ့နဲ့ဓာတ်မြေဩဇာများကိုတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှုနဲ့တာဝန်ရှိသူများကပေးရကြပါတယ်။ဆက်လက်၍နေကြမျိုးစေ့ချကရိယာဖြင့်နေကြစိုက်ပျိုးခြင်း၊ကွင်းတီးပြပွဲနဲ့ဆိုလာစနစ်ဖြင့်ရေသွင်းစိုက်ပျိုးနိုင်ရေးစောင့်ဝင်ထားရှိမှုများကိုဒေသခံတောင်သူများနဲ့ဧည့်သည်များကလှည့်လည်ကြည့်ရှုအားပေးကြကြောင်းသိရပါပါတယ်ရှင်။ဒီသတင်းကိုတော့ဖြိုးတီဟာကပြပူလာတာပါ။